န်နိုင်ငံအလဲပိုင်းအေရီမြစ်ရဲ့အရှိတ်နဲ့နောက်ဖက်ချမ်းကိုဆက်သွယ်ပေးထားတဲ့မြေကူးတရားတွေကမှသကိုင်းရွှေဘုံနဲ့စင်ကူးမတရားတကြောကိုချိတ်ဆက်ပေးထားတဲ့ရန်နာတင်ကအေရီမြစ်ကူးတရားကိုအကြမ်းဖက်သမားတွေကမိုင်းခွဲဖျက်ဆီးလိုက်ပါတယ်။ဒီနေ့အော်တိုဘာ29ရက်နေ့မနက်6နာရီမှာဒုတိယအကြိမ်မိုင်းခွဲဖျက်ဆီးခဲ့တာဖြစ်ပါတယ်။ပထမအကြိမ်မိုင်းခွဲဖျက်ဆီးမှုကတော့အော်တိုဘာ28ရက်နေ့ည7နာရီကမိုင်းခွဲဖျက်ဆီးခဲ့တာဖြစ်ပါတယ်။တကယ်တော့ဒီမိုင်းခွဲဖျက်ဆီးခံရတဲ့တရားရဲ့အရှိတ်စင်ကူးဘက်ချမ်းက NUG လောက်ခံ PDF တွေနဲ့ပလောင်လန်းနှက်ကိုင်းတဲ့ပုံ DNLA အသုံးချခံမန္တလေး PDF အပါဝင် PDF ပေါင်းများစွာစုမှုထားတဲ့ဒေတာတွေဖြစ်ပါတယ်။စင်ကုလက်ပံလမတရားတကြောလုံးကရွှေရီခိုးတူးနေတဲ့အဖွဲ့တွေခြေချင်းလိမ်နေတဲ့ဒေတာတခုဖြစ်ပါတယ်။ဒါပေမဲ့ AR မြင့်ရဲ့အနောက်ဘက်ရွှေဘုံနယ်ဒီကြောင်မြောင်းလမ်းပိုင်းမှာတော့ကြောင်မြောင်းမှာအတက်မတော်ရင်းနေမြေကတရင်တက်ခွက်တချို့ရှိတယ်။ကြောင်မြောင်းတကြောမှာရှိနေတဲ့တက်မတော်ရဲ့ပြူဟာစကန်တွေပြူသစ်စစ်ရွာတွေကိုအကြမ်းဖက်တွေကအဝင်တိုက်ခတ်မှုတွေပြုလုပ်ခဲ့တာဖြစ်ပါတယ်။ဒါကြောင့်မလို့ AR မြင့်ရဲ့အနောက်ဘက်ချင်းကြောင်မြောင်းဒေတာတကြောက ဒီနေ့မြေစုံမွေးဆောင်ရွက်ဖို့အတွက်ဂျီဝမ်းရဲ့လိုအပ်ချက်တွေလည်းရှိနေတယ်ဆိုတော့ဝေဖန်မှုတွေလည်းမြင့်တက်လျက်ရှိပါတယ်။ပြောရရင်တော့ကြောင်မြောင်းမှာရှိနေတဲ့နေမီကန်တရင်တက်ဖို့တွေအနေနဲ့ကလည်းဘေးပတ်ဝန်းကျင်အားလုံးမှာအကြမ်းဖက်သမားတွေစုဖွဲ့နေတာဖြစ်တဲ့အတွက်စည်ရေးအရာပိတ်ဆို့ခံထားရတဲ့အနေအထားမျိုးရှိနေတာပါ။အားကြောင့်လဲဆိုရင်ပြီးခဲ့တဲ့2025ခုနှစ်ဇူလိုင်လထဲမှာပဲဒီခင်းစာကြီးရွာဘိုးနတ်တောင်တောင်လှအစားရတီဗျူဟာစခန်းကြီး၄ခုကို NUG လက်အောက်ခံရွှေဘို PDF အဖွဲ့ပေါင်းများစွာနဲ့ဝိုင်းဝန်းပိတ်ဆို့တိုက်ခတ်ခဲ့ကြပါတယ်။အဲ့ဒီတိုက်ခိုက်မှုအတွင်ဒုတာဝဲ G1 အဆင့်တွေလည်း လက်ရဖန်ဆီးခဲ့ရတာတွေလည်းရှိပြီးတော့ဒီတက်မတော်ကအရာရှိစစ်တီကိုအူလည်းတင်ခဲ့တော်အတွက်အသက်ခံတာတွေပေးလူခဲ့ရပါတယ်ဆိုတော့ပြီးခဲ့တဲ့ဇူလိုင်လလောက်တွေကလေးကအချမ်းဖက်သမားတွေကအေယော်ရမီရဲ့အနောက်ဘက်ခြမ်းစကိုင်းနဲ့ရွှေဘူဝက်လက်တကြောက PDF တွေကအတားအဆီးမရှိသုံးသန်းတောင်းကျမ်းနေကြတာပဲဖြစ်ပါတယ်အခုဆိုလိုရင်းကိုပြန်ဆက်ရရင်တော့အကြံဖက်သမားတွေမိုင်းခွဲဖြတ်စည်းသွားတာကအကြံဖက်တွေစုဖွဲ့တဲ့ပြုလုပ်နေတဲ့စင်ကုဘက်ချမ်းကိုမိုင်းခွဲဖြတ်စည်းသွားတာဖြစ်ပါတယ်။ဒီတရားကဒီသခိုင်းတိုင်းနဲ့မန္တလေးတိုင်းကိုချိတ်ဆက်ထားတဲ့အဓိက ်အလွန်စီလန်ကြောင့်ပေါ်မှာရှိနေပါတယ်။အားကြောင့်လဲဆိုရင်စကိုင်းတိုင်းက AR မြင့်နဲ့ကန့်သက်ထားတာဖြစ်ပြီးတော့ AR မြင့်ရဲ့အနောက်ဘက်ခြမ်းကဒေသတွေအားလုံးက AR မြင့်ကူးတရားကြီးတွေနဲ့ချိတ်ဆက်ပြီးတော့အဓိကကုန်စည်စီးစင်းမှုတွေအားလုံးကိုဆောင်ရွက်နေကြရတာပဲဖြစ်ပါတယ်။စကိုင်းတိုင်းရဲ့အဓိကဝင်ပေါက်တွေကိုကြည့်ရင်ပကုတ်ကူတရားစကိုင်းရန်နာဘုံတရားအခုအကျန်းပတ်တွေမိုင်းခွဲဖြက်စီးထားတဲ့ရန်နာတင်ကတရားနဲ့ထီးချိုင်တရားဒါအပြင်ခတ်အထက်ကိုဆက်သွားမယ်ဆိုရင်တော့ဗမောတရာဆင်ခန့်တရာစတဲ့တရာတွေရှိကြပါတယ်။အကြံဖက်တွေဖြည့်ဆည်းခဲ့တဲ့တရာက AR မြေကူးတရာ14စင်းနဲ့က တစ်စင်းပါဝင်ဖြစ်ပါတယ်။ဒါဆိုရင်အကြံဖက်တွေကဘာကြောင့်ဒီသရားကိုမိုင်းခွဲဖြစ်စေရတာလဲ။ဒီနေရာမှာအကြံဖက်တွေရဲ့ချင်ကပ်ပုံကငဏခုရှိပါတယ်။ဒါကတော့အဓိက LOC လမ်းကြောင်းမဟုတ်တဲ့အတွက်ဒေသခံပြည်သူလူထုတွေဒါအပြင်တပ်မတော်ရဲ့တပ်မင်းထိုးစစ်ပြုလုပ်မဲ့အချိန် LOC ရဲ့အလမ်းကြောင်းကိုဖျက်တော့ဖို့လည်းဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။အဲကြောင့်လဲဆိုရင်ဒီ AR မြေကူးတရားကြီးတွေကိုပြန်ရင်ပခုတ်ကူတရားမှလည်းတပ်မတော်ကလုံခြုံရေးတပ်ဖွဲ့ဝင်ရှိတယ်။သခိုင်းတရားမှလည်းလုံခြုံရေးတပ်ဖွဲ့ဝင်ရှိတယ်။အခုကြောင်မြောင်းဘက်ခြမ်းမှလည်းတပ်မတော်ကလုံခြုံရေးတပ်ဖွဲ့ဝင်ရှိပြီးတော့ထီးကျိုင်းမှလည်းလုံခြုံရေးတပ်ဖွဲ့ဝင်ရှိတယ်။ဒါပေမဲ့ တပတ်မှာအကြမ်းဖက်သမားတွေရှိနေတဲ့နေရာတွေကတော့သူတို့ရဲ့လွတ်လပ်စွာသွားလာခွင့်မရှိကြဘူး။အမောင်ထဲမှာနေပြီးတော့တရားဝင်မောင်ခုံးမှုတွေပြုလုပ်နေတဲ့အတွက်အပြစ်မဲ့မိဘပြည်သူတွေလိုမျိုးလွတ်လွတ်လပ်လပ်သွားလာနိုင်ခြင်းမရှိကြပါဘူး။အဲ့ဒီအတွက်ဒီ AR မြေကုသတားကြီးတွေကိုအသုံးမပြုဘဲနဲ့ဒီမြေကျောင်းကနေပဲဆက်လက်တွေတံပန်းတွေကိုအသုံးပြုပြီးကားတွေကိုတင်ပြီးတော့ AR မြေရဲ့အရှိတ်ချမ်းနဲ့နောက်ဖက်ချမ်းကိုကူလို့ဆက်သွင်းနေကြတာဖြစ်ပါတယ်။ဒါကြောင့်မလို့ဒီတရားကြီးတွေကသူတို့အတွက်အဓိကကျတဲ့နေရာမှာမပါဝင်ဘူး။မပါဝင်တဲ့အတွက်ခုလိုမိုင်းခွဲဖြစ်စီလိုက်တာဖြစ်ပါတယ်။ ဒါဆိုရင်ဒီရနသိန်းကတရားကိုဘသူကမိုင်းခွဲဖြက်စီးလိုက်တယ်။နောက်ကဲကလက်တယ်ကဘသူလဲဆိုတာကိုကျွန်တော်တို့ဆက်လက်စုံစမ်းလိုက်တဲ့အချိန်မှာတော့ပွဲတိုင်းကျနိုင်ငံရေးအခြေချိန်နှိမ်ပါစွာနဲ့နိုင်ငံရေးတည်ပြတ်မှန်လာတဲ့ပလောင်လက်နက်ကန်တဲ့ပုံ DNL ပဲဖြစ်ပါတယ်။ပလောင်လက်နက်ကန်တဲ့ပုံ DNL ကတက်တော်ညာနှစ်ခုဆစ်စင်ရေးပထမပိုင်းရောဒုတိယပိုင်းရောတရားပေါင်းများစွာကိုမိုင်းခွဲဖြက်စီးထားခဲ့ပါတယ်။ဒီလိုတရားတွေများစွာတွေကမှကဘာကျော်ဂုတ်ထိပ်တရား နောက်ပြီးတော့ပြည်အောင်စုလမ်းမကြီးပုံမှာအဓိကကြာနေတဲ့ကုန်တွင်သတားတွေကိုမိုင်းခွဲဖြက်စီးရုံသာမကအခုဆိုရင် AR မြေကူးသတားတွေကိုပါမိုင်းခွဲဖြက်စီးတဲ့အဆင့်ကိုရောက်လာခဲ့တာပါ။အဲကြောင့်မိုင်းခွဲဖြက်စီးရတယ်လဲဆိုတော့ပလောင်လက်နက်ကိုင်းတဘုံ DNL အကြီးပိုင်းတွေရဲ့သူတို့ရဲ့အကျိုးစီးပွားတွေကိုအကောက်အွယ်ပြုဖို့တမတော်နဲ့နိုင်ငံတော်နဲ့အပြစ်ခတ်ရစဲရပြုလုပ်ခဲ့တာတွေရဲ့နောက်ဆက်တွဲစိုးကျိုးနဲ့ဖိတ်ဆင်မှုတွေလို့ဆိုရမှာဖြစ်ပါတယ်။ပလောင်အကြီးပိုင်းတွေကသူတို့ရဲ့အကျိုးစီးပွားတွေကိုကောက်အွယ်ဖို့အတွက်အပြစ်ခတ်ရစဲရလုပ်ခဲ့တဲ့အချိန်အောက်ခြေမှာရှိတဲ့တပေချင်းမတရားဆင်ကုတကြောမှာရှိတဲ့ရွှေခိုးတူးနေတဲ့အဖွဲတွေက ဆက်လက်ပြီးတိုက်ပွဲတွေပေါ်ဆောင်ကျင်ကြတယ်။စစ်ရေးပေါ်ဆောင်ကျင်ကြတယ်စစ်သွေးကြွအနေနဲ့လက်နက်တွေကင်ပြီးတော့ဒေသခံပြည်သူလူထုတွေကိုညှဉ်းပန်းနှိပ်စက်တာတွေပြုလုပ်လို့ကြပါတယ်။အဲ့ဒီအတွက်စည်ရေးပေါ်ဆောင်မှုဒါအပြင်ပလွန်လက်နက်ကိုင်တုံး DNL အဖွဲ့အစည်းအတွင်းညမှာလဲထပ်ပိုင်းနဲ့အောက်ခြေကအဖွဲ့ရဲ့ကြားမှာလဲပုတ်တိုက်မှုနဲ့ကွာဟမှုတွေကဖြစ်ပေါ်နေခဲ့တာကြားပြီးဖြစ်ပါတယ်။နောင်ချိုမြို့သိန်းတိုက်ပွဲ၊ကြောင်မဲမြို့သိန်းတိုက်ပွဲနဲ့တမတော်ရဲ့တီဘောမြို့သိန်းတိုက်ပွဲတွေမှာပလွန်အကြမ်းဖက်တွေကအထက်ပိုင်းကတာခုံးကျော်တာအိုင်ပေါင်းတို့ကသူတို့ရဲ့အကျိုးစီးပွားရေးတွေကိုကာကွယ်ဖို့အတွက်အသေးခံပြီးတော့တိုက်ပွဲဝင်ခိုင်းတာတွေလည်းရှိတယ်။ ဒီလိုမျိုးဖြစ်စဉ်တွေနဲ့ပတ်သက်ပြီးတော့အထက်အပေါ်တိုက်မှုတွေကအများကြီးဖြစ်နေကြတာပါဒါပေမဲ့မတရားဆင်ကုတွေကြောင်းမှရှိနေတဲ့ပလောင်လက်နက်ကန်တဲ့ပုံဒီအလီရီကကြတော့ဒီလိုမျိုးအထက်အောက်ဆက်ဆံရေးပတ်တိုက်မှုတွေထဲမှာကိုကျိုးစည်းဘွားတွေနဲ့ဆက်လက်ပြီးမိုက်တွင်းနှက်ဖို့ရွှေတွေခိုးတိုးဖို့အတွက်အခုလိုမျိုးဆောင်ရွက်ခဲ့တာဖြစ်ပါတယ်ပလောင်ကျမ်းဘက်တဲ့ပုံ DNL ကတမတော်နဲ့အပြစ်ခတ်ရဲစဲရေးစာချုပ်ချုပ်တယ်မိုးကုတ်နဲ့မိုးမိတ်ကနေစုတ်ခွာပေးမယ်ဆိုတဲ့အချက်ဒီသတင်းပေါက်ကြားလာတဲ့နေ့ကစပြီးတော့ကျမ်းဘက်တမတော်တွေကအခုလိုမျိုးဆောင်ရွက်ခဲ့တာပါ ဒီပလောင်လက်နက်ကန်သမော TNL နဲ့တမရကိုစလဲရီနဲ့အပြစ်ခတ်ရေးဆွဲရေးစာချုပ်ချုပ်ခဲ့တာကမနေ့ကအောက်တိုဘာ28ရက်နေ့နေ့လယ်2နာရီကဖြစ်ပါတယ်။အောက်တိုဘာ28ရက်နေ့မနေ့စနေနေ့ဝန်းကျင်ကလေးကပလောင်လက်နက်ကန်သမော TNL ရဲ့ကိုစလဲဖြစ်တဲ့1992ခုနှစ်ကဒီကရင်လက်နက်ကန်သမော KNU ရဲ့မာနေပလောဒေတာကိုတွားပြီးတော့လက်နက်ကန်လမ်းစဉ်လိုက်ခဲ့တဲ့မိုင်းကျောက်ကြားကိုတိုင်ဥဆောင်ပြီးတော့အပြစ်ခတ်ရက်စဲရေးအတွက်စတင်ကမ်းလှမ်းခဲ့တာဖြစ်ပါတယ်။အဲဒီတော့အပြစ်ခတ်ရက်စဲရေးအတွက်ဆက်လက်ပြီးဆောင်ရွက်ရမယ်။ဒီ procedure တွေပြန်လည်ညှိနှိုင်းတာတွေကိုပြုလုပ်ခဲ့ပြီးတော့ 2025ခုနှစ်အောက်တိုဘာ28ရက်နေ့နေ့လယ်2နာရီကုမင်းမြို့မှာတရုတ်နိုင်ငံရဲ့အာရှရေးအထူးကိုယ်စားလှယ် Mr. Tang Shin Chuan ကအသေးသက်တွေအနေနဲ့အလယ်မှာတက်တည်ထားပြီးတော့လက်မှတ်ရေးထိုးခဲ့ကြတာဖြစ်ပါတယ်။ဒီသတင်းကမြန်မာနိုင်ငံကိုပြန်ပြီးတော့သတင်းပေါက်လာတယ်။အောက်တိုဘာ28ရက်နေ့ညနေပိုင်းမှာဒီသတင်းပေါက်လာခဲ့ပြီးတဲ့နောက်စင်ကူမီဒီယာတပိတ်ချင်းတကြောမှာရှိတဲ့ PDF တွေကမိဘုံရမ်းချဖြစ်သွားပြီးတော့ပလောင်အကြမ်းဖက်တွေကလက်လက်နဲ့ချရတော့မယ်ဆိုတဲ့သဘောမျိုးကြောက်ရောက်ခဲ့တဲ့အတွက်နောက်ဆုံးမှာဒီလိုမျိုးအပြည့်အစည်းလုပ်ငန်းတွေကိုဆောင်ရွက်ဖို့ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ လက်နက်ချရတော့မှဖြစ်တဲ့အတွက်ဒီရွှေရင်းတူးရဲ့နေရာတွေတောင်နေဖြိုတဲ့နေရာတွေနဲ့ပောက်ခွဲရေးလုပ်ငန်းလှုပ်ဆောင်မှုတွေစုဆောင်းထားတဲ့ချက်ထားတဲ့ရန်တွေကို light track ကားနဲ့တည်ပြီးတော့ငါးကလန်ပုံးနေထဲမှာထည့်ပြီးတည်တည်ချာချာကိုရည်ရွယ်ချက်နဲ့ပောက်ခွဲခဲ့တာလို့ဆိုပါတယ်။အဲဒီအတွက်ပထမပိုင်းမှာဒီတရားရဲ့အလဲမှာရှိတဲ့တိုင်နံပါတ်၄နဲ့၅ကိုမိုင်းခွဲဖြည့်ဆည်းခဲ့တာဖြစ်ပါတယ်။ဒါက2025ခုနှစ်အောက်တိုဘာ28ရက်နေ့ညပိုင်းမိုင်းခွဲဖြည့်ဆည်းမှုလို့သိရပြီးတော့နောက်ထပ်မိုင်းခွဲဖြည့်ဆည်းခဲ့တာကတော့ဒီနေ့အောက်တိုဘာ29ရက်နေ့မနက်6နာရီမှာစင်ကူးဘက်ချမ်း မှစင်ကုဘက်ချမ်းမှာရှိနေတဲ့ဂျင်းကက်ခုံနဲ့ဆက်ထားတဲ့ဒီ AP2 နေရာကိုထပ်မံမိုင်းခွဲဖြက်စီးခဲ့တာဖြစ်ပါတယ်။အဲဒီလွဲဒီတရားကြီးကလုံအောင်ချီကိုဖြက်စီးသွားပြီဖြစ်ပါတယ်။ ARM ရဲ့အလဲမှာရှိနေတဲ့ဒီတံပေါင်ကြီးကလည်းမြစ်သေးကိုထိုးကျသွားပြီဖြစ်ပြီးတော့ကန်းကက်ခုံပေါ်မှာရှိနေတဲ့ဒီတံမီတံပေါင်တွေကလည်းလုံအောင်ဖြက်စီးသွားပြီဖြစ်ပါတယ်။ဒီလိုအခြေအနေမျိုးကိုအကြံဖက်သမားတွေကယူရပြီးဖန်တီးခဲ့တာဖြစ်ပါတယ်။ဘာကြောင့်ဖန်တီးခဲ့တယ်လဲဆိုတာတွေကိုပြန်ကြည့်ရင်တော့အကြံဖက်တွေရဲ့လုံယိုးလုံးစင်အတိုင်းပဲတပုံကတပုံလိုလှုပ်တယ်ဆိုတဲ့အခြေအနေမျိုးကိုကျွန်တော်မြင်တွေ့ရပါတယ်။ ဒီနေရာမှာဒီမိုက်ခွဲဖြက်စီးမှုရဲ့နောက်ဆက်အတွဲမှာဘာကြောင့်ပလောင်လက်နက်ကင်တဲ့ပုံ DNA ရှိနေတာလဲဆိုတော့စစ်ရှုံးပြီးစုတ်ခွာထွက်ပြေးတိုင်းသူတို့ရဲ့တင်ဂေတာလေးတွေအနေနဲ့ထားခဲ့ကြတဲ့ဗီဇနဲ့တတိယမှုကဖြောက်လို့မရဘူးဖြစ်ပါတယ်။ဒီနေရာမှာမိုးကုတ်ကနေလည်းစစ်ရှုံးပြီးစုတ်ခွာရတော့မယ်။အပြစ်ခတ်ရက်စဲရေးစာချုပ်ချုပ်ပြီးတော့လက်မှတ်ထိုးစစ်ရှုံးပြီးစုတ်ခွာရတော့မယ်အခြေအနေစင်ကူးမတွေကတပိတ်ချင်းမှာရှိနေတဲ့ပလောင်လက်နက်ကင်တဲ့ပုံ DNA လေးနဲ့အပေါင်းပါတွေကပလောင်အကြီးပိုင်းတွေရဲ့ ပြန်လဲဆုတ်ခွာရရမယ်ဆိုရဖိအားပေးမှုနဲ့စီရောမှုကိုလက်မခံကြဘူးလို့လည်းသိရပါတယ်။လူမျိုးဘလောင်လက်နက်ကန်တဲ့ဘုံ DNL ကအပြစ်ခတ်ရဲစဲရေးစာချုပ်ချုပ်ပြီးတော့မိုးကုံနဲ့မိုးမိတ်ကနဲ့ဆုတ်ခွာဖို့ပြင်ညာချက်တွေထွက်ပေါ်လာတဲ့အချိန်မှာပဲအပြိုင်နဲ့တည်းဆိုသလိုနိုင်ငံရေးမှာတိုက်ဆိုင်မှုမရှိဘူးလို့ဆိုတဲ့သကလုံးအတိုင်းမှာပဲမန္တလေး PDF ကဆက်လက်ပြီးတော့ဒီဒေတာတွေကိုတိုက်ခိုက်သွားမယ်ကာကွယ်သွားမယ်ဆိုတဲ့ပြင်ညာရဲ့ထပ်မံထုတ်ပြန်လာပါတယ်။ ဒီနေရာမှာပလောင်လက်နက်ကန်တဲ့ပုံတရားနဲ့လေအကြီးပိုင်းတွေကအပေါ်ပိုင်းကန်နာတခုကသာသူတို့ရဲ့အကျိုးစီးပွားတွေကိုကာကွယ်ဖို့အတွက်အင်အားပြန်လဲတိဆောက်ဖို့နဲ့လိုအပ်တာတွေကိုပြန်လဲဖြည့်ဆည်းဖို့သာစာရွက်ပုံမှန်ကရက်ဆဲခဲ့တာဖြစ်ပေမဲ့အောက်ခြေမှာရှိနေတဲ့ပလောင်အကြမ်းဖက်သမားတွေကယူနီဖောင်းပြောင်းဝတ်ပြီးတော့ဒေသတွင်းမှာဆက်လက်နေထိုင်မယ်။ဒါအပြင်မန္တလေး PDF ယူနီဖောင်းဒါအပြင်ပြည်ပဝင်းညမှာရှိနေတဲ့ local PDF တွေနဲ့အတူတပ်မတော်ရဲ့နေမိကန်စစ်ကြောင်းတွေကိုဆက်လက်တိုက်ခိုက်သွားမယ်ဆိုတဲ့သတင်းတွေကိုလည်းကျွန်တော်ကြားသိနေရပါတယ်။ ဆိုတော့ပလောင်လက်နက်ကိုင်တဲ့ပုံ DNL ရဲ့အပြစ်ခတ်ရစဲရေးစာချုပ်ရဲ့နောက်ဆက်တွဲလေးလို့ဆိုရမှာဖြစ်ပါတယ်။ဘာကြောင့်လဲဆိုရင်ဒီ data တွေမှာရှိနေတဲ့ပလောင်အကြမ်းဖက်သမားတွေကပြီးခဲ့တဲ့နှစ်2024ခုနှစ်တက်တညာနှစ်ခုဆစ်စီရင်ဒုတိယပိုင်းအတွင်းဒီအကြမ်းဖက်တွေနဲ့ဝိုင်းဝန်းပေးဆိုတိုက်ခိုက်ခဲ့တဲ့စင်ကူလက်ပံလာတပေချင်းဇယက်ကွင်း data တွေမှာဝင်ရောက်ပြီးတော့နေထိုင်ခဲ့ကြတယ်။ဒါအပြင်ရွှေတွင်းတွေမှာရှိတဲ့ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းရှင်တွေအကြမ်းဖက်အားပေးတွေနဲ့ပူးပေါင်းပြီးတော့ရွှေတွေကိုမတရားခိုးထုတ်နေကြတယ်။ ဒီလိုခိုးထုတ်ပြီးတော့ရရှိလာတဲ့အကျိုးစီးပွားတွေနဲ့အခွန်အခတွေပတ်စံတွေကိုတသက်လုံးမကင်ဘူးတဲ့အရွက်ကြီးအရေးအတွက်တိုင်းကင်ရပြီးတော့ဘဝင်မြင့်လာကြတယ်။လက်နက်ကင်လမ်းစဉ်ပေါ်မှာပြောင်းမွေလာကြတာဖြစ်ပါတယ်။ဒီအတွက်ဆက်လက်ပြီးတော့လက်နက်ကင်ဆွဲတိုက်ပွဲဝင်သွားမယ်ဆိုတဲ့ကြေညာချက်မျိုးနဲ့တရားကိုမိုင်းခွဲဖျက်ဆီးခဲ့တာဖြစ်ပါတယ်။ဘာကြောင့်ဖျက်ဆီးတဲ့ဆိုတဲ့အဖြေကတော့ရှင်းပါတယ်။သူတို့အဓိကမတုံးတဲ့လမ်းကြောင်းဖြစ်ပါတယ်။ဒီအတွက်အချမ်းဖက်အားပေးမီဒီယာတွေကထုတ်ပြန်တဲ့သတင်းတွေကိုပြန်ကြည့်ရင်လေဒီရင်းနာသိန်းကတရားကိုတမတော်ကထိန်းချုပ်ထားတဲ့အတွက်ဒေသခံမိဘပြည်သူတွေတွာလာလို့မရတာနှစ်ပေါင်နေပြီလို့ဆိုပါတယ်။တကယ်တော့ မြန်မာပြည်မှာရှိနေတဲ့ AR ချင်းတွင်တန်တွင်စစ်တောင်းစတဲ့မြေကိုတရာကြီးပေါင်းများစွာကိုတမ်းမတော်ကလုံညွေးတက်ဖွဲ့ဝင်တွေကလုံညွေးယူပေးထားပါတယ်။အပြင်းမဲ့အရက်သားပြည်သူစစ်စစ်တွေကတရားမရှိတကားမရှိလွတ်လပ်စွာသွာလာခွင့်ရှိပါတယ်။ကန့်သက်ထားတာမျိုးမရှိဘူး။လွတ်လပ်စွာသွာလာခွင့်ရပေမဲ့အကြမ်းဖက်သမားတွေကတော့သူတို့ရဲ့အငုံစိတ်တွေသူတို့ရဲ့လက်ပြမလုံမှုတွေနဲ့လုံညွေးတက်ဖွဲ့ဝင်တွေကိုတွေ့လို့ရှိရင်အမီးတွေကုတ်ကုတ်သွားပြီးတဲ့နောက်ဒီတရားတွေပေါ်မှာဖြတ်တန်းခွင့်မရကြတာ။မဖြတ်တန်းရဲတာဖြစ်ပါတယ်။ ဆိုတော့ဒေသခံပြည်သူလူထုတွေတွာလာနေတဲ့တရားကိုအကြမ်းဖက်တွေကသူတို့အသုံးမပြုဘူးဆိုတဲ့အကြောင်းပြချက်နဲ့တမတော်ကလုံခြုံရေးတပ်ဖွဲ့ဝင်တွေရှိတယ်ဆိုတဲ့အကြောင်းပြချက်တွေနဲ့မိုင်းခွဲဖြက်စီးခဲ့တာဖြစ်ပါတယ်။မြန်မာနိုင်ငံမှာရှိတဲ့အရာရီမြေကူးတရားကြီး14စင်းအနက်ပထမအဦးဆုံးမိုင်းခွဲဖြက်စီးခံရတဲ့တရားလည်းဖြစ်ပါတယ်။နောက်ပတ်သက်တဲ့အခြေခံချက်လက်တွေကတော့အားလုံးလည်းသိရှိပြီးဖြစ်ပါလိမ့်မယ်။နိုင်ငံတော်ကလည်းတရားဝင်ထုတ်ပြန်ပါလိမ့်မယ်။ဒီအခြေပြဘယ်လောက်ရှိတယ်ဘယ်နှခုနှစ်ကတိစောက်ခဲ့ပြီးတော့ဘယ်နှခုနှစ်မှာဖွင့်လှစ်ခဲ့တယ်ဆိုတဲ့အခြေခံအကြောင်းတရားတွေကိုတော့ အားလုံးသိရှိကြမယ်ထင်ပါတယ်။ဒီနေရာမှာတရားရဲ့အဓိကကြားတဲ့ချင်းကက်ခုံကိုပြန်ကြည့်ရင်ကြောင်မြောင်းဘက်မှာပေ60ကျော်ရှိပြီးတော့စင်ကူဘက်မှာကပေ100ကျော်ရှိပါတယ်။ဒီပေ100ကျော်ရှိတဲ့နေရာမှာစင်ကူလက်ပံလာဒီတကြောလုံးကအကျန်းဖတ်သမားတွေစုဖွဲ့နေတာဖြစ်ပါတယ်။ဒါကြောင့်ဒီလိုမျိုးမိုင်းခွဲဖြက်စီးတာတွေရဲ့နောက်ဆက်တွဲကတော့ဒီအကျန်းဖတ်သမားတွေစိုးသွမ်းမှုတွေကိုခါစီပြီးခံစားရမှာဖြစ်ပါလိမ့်မယ်။ပြီးခဲ့တဲ့ဇူလိုင်လပထမပတ်ထဲမှာဒီရွှေဘိုကြောင်မြောင်းတကြောမှာရှိနေတဲ့ဟင်းသာကြီးပြူဟာကုန်းအပါဝင်ဘေးပတ်ဝန်းကျင်ကပြူဟာတွေတိုက်ခိုက်ချိန်မှာတော့ ရွှေဘုံမှာရှိနေတဲ့ UNG ပြည်နယ်အုပ်စုရဲ့လက်အောက်ခံတရင်၅၅တရင်၁၈တရင်၂၃တရင်၂၆နဲ့ဒေါင်းနီအပွဲ1936နဲ့9936ကအဖွဲ့တွေပါဝင်တယ်လို့ local PDF တွေလည်းဝိုင်းဝန်းပြီးတော့တိုက်ခိုက်ခဲ့ကြတာဖြစ်ပါတယ်။ဒါပေမဲ့တရားကြီးရှိနေတဲ့ဒီကြောင်မြောင်းဘက်ချမ်းတီတော့လာရောက်ပြီးစိတ်ဝင်နိုင်ရင်မရှိပါဘူး။အဲတစ်ဖက်မှာတော့အကြံဖက်သမားတွေကစင်ကူမျိုးနယ်တခုလုံးကိုထိန်းချုပ်ထားတယ်။စင်ကူမျိုးနယ်နဲ့ဘေးပတ်ဝန်းကျင်တွေလက်ပံလာနောက်ပြီးတော့ဒီမရေယာရဲ့မြောက်ဖက်ချမ်းတပေကျင်းနယ် မတရားရဲ့မြောက်ဘက်ချမ်းလက်ပံလာနဲ့ပေါ်တော်လန်းဆောင်ကြဆေးရကွင်းကြားတွေမှာတော့အကျံပတ်တွေကဥဒဟိုသွာလာနေကြတာဖြစ်ပါတယ်။ဒီလိုဥဒဟိုသွာလာနေကြတာဖြစ်တဲ့အတွက်လိုအပ်တဲ့ပေါက်ခွဲရေးပစ္စည်းတွေကိုအချိန်ယူပြီးတော့ပြင်ဆင်ခဲ့တယ်။ရည်ရွယ်ချက်ရှိရှိနဲ့ပြက်စီးနိုင်မှုတွေရည်ရွယ်ဖောက်ခွဲခဲ့တာဖြစ်ပါတယ်။ဥပမာပြက်စီးခဲ့တဲ့တာရကတွေကိုကြည့်ပြီးတော့ပလောင်လန်းနှက်ကိုင်းစကုန် DNA ကဖြက်အားပြင်းတဲ့ရန်တွေအများပြားကိုအသုံးပြုတယ်ဆိုတဲ့သတင်းတွေလည်းကြားသိရပါတယ်။ ဘာကြောင့်တာရကယူခဲ့တယ်လဲဆိုတော့လာအနေငယ်ကပလောင်အကြက်ဖက်သမားတွေကကဘာကျော်ဂုံးထိပ်တရာကိုမိုင်းခွဲဖြက်စီးခဲ့တယ်။ဒါပေမဲ့အဲ့ဒီမိုင်းခွဲဖြက်စီးတဲ့အချိန်မှာကတ်ထားတဲ့မိုင်းတွေသုံးထားတဲ့ရန်ရည်အတွက်နဲ့တန်ချိန်ကကီလိုတွေကနေခဲ့တဲ့အတွက်တရာကြီးကပျက်စီးယုံတာရှိပြီးတော့ကြိုးကျတဲ့အခြေအနေတွေမရောက်ခဲ့ပါဘူး။အကြက်ဖက်တွေကတော့ဒီလိုတရာကြီးလုံးဝပြိုကျပျက်စီးသွားတာတွေကိုမျှော်လင့်တာဖြစ်တဲ့အတွက် အခုရန်နာသိန်းကတရာကိုမိုင်းခွဲဖြက်စီးတဲ့အချိန်မှာတော့ပလောင်လက်နက်ကင်သဘုံ DNA ကရန်ပေါင်းများစွာကိုကီလိုဂရမ်ပေါင်းများစွာကိုတည်ပြီးတော့ ဒီမှာမိုင်းခွဲဖြက်စီးခဲ့တယ်လို့ဆိုပါတယ်။ဒေသခံတွေရဲ့တရင်ပေးမှုတွေအရတော့ပလောင်လက်နက်ကင်တပုံ DNA တွေကဒီရန်နာသိန်းကတရားကိုမိုင်းခွဲဖြက်စီးမှုအတွက်အပြစ်ခတ်ရစရေးစာချုပ်နောက်ပိုင်းပြင်ဆင်ခဲ့တယ်လို့လည်းဆိုပါတယ်။တရင်ကြားပြီးနောက်ပိုင်း2025ခုနှစ်အောက်တိုဘာ28ရက်နေ့ညနေပိုင်းတွေကမိုင်းတွေကိုစုစည်းခဲ့ပြီးတဲ့နောက်ညရညမိုင်းခွဲဖြက်စီးမှုစူးစမ်းခဲ့ရတာပါ။မိုင်းခွဲဖြက်စီးခဲ့တဲ့နောက်ဒီကုန်တွင်းတရားကြီးလိုမျိုးထိကိုက်မှုအ ਨੇ စုံမဖြစ်အောင်ထိထက်ပို့ပြီးတော့ပြင်းပြင်းထန်ထန်ထိကိုက်ပျက်စီးကျိုးကျရေရွယ်ခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။ ပထမပိုင်းတရားအလဲရေးလဲတိုင်းအနည်းကိုချိုးချဖြက်စည်းတာနဲ့မကျင်နဲ့ဖဲနဲ့ထပ်မှန်ပြီးတော့ရရှိလာတဲ့ဒီကြံရှိနေတဲ့မိုင်းတွေကိုအသုံးပြုပြီးချင်းကက်ခုံနဲ့ကန်းကက်ခုံနေရာရှိကိုထပ်မှန်ပိုင်းခွဲဖြက်စည်းခဲ့တာဖြစ်ပါတယ်။ဆိုတော့ဒီနေရာမှာပလောင်လက်နက်ကန်တပုံ DNL ကရန်နာသိန်းကတရားကြီးကိုမိုင်းခွဲဖြက်စည်းခဲ့တဲ့နောက်ွယ်ကလက်သေးနောက်ွယ်ကဒေကန်ဖြစ်တယ်ဆိုတဲ့အချက်ကိုကျွန်တော်တို့မြင်တွေ့ရပါတယ်။တစ်ဖက်ကိုပြန်ကြည့်ရင်ပလောင်လက်နက်ကန်တပုံ DNL ကတမရော်နဲ့အပြစ်ခတ်ရစရေးစာရုပ်ချုပ်လိုက်တယ်။ဒီလိုအပြစ်ခတ်ရစရေးစာလုပ်ချုပ်လိုက်တာရဲ့နောက်ဆက်တွဲပလောင်လက်နက်ကန်တပုံ DNL ကျူးလွန်ထားတဲ့ လိုတက်မှုတွေခိုးယုံမှုတွေအတင်းအဓမ္မဖန်ဆင်းမှုတွေခေါ်ဆောင်မှုတွေနဲ့နိုင်ငံပိုင်ပြည်စည်းဖြည့်ဆင်းမှုတွေအပြင်အခုလိုမျိုးတွင်းထွက်သင်ရန်ဇာတာတွေနဲ့ပြည်သူပိုင်းနိုင်ငံပိုင်အ धिक ကြတဲ့လမ်းတွေတရားတွေဖြည့်ဆည်းတာတွေအတွက်ဘသူတာဝန်ယူမှာလဲစိတ်ရောကျေးစရိတ်ကိုဘယ်သူကပေးချင်မှာလဲဆိုတဲ့မေးခွန်းတွေအထိဆက်မေးသွားရမှာပဲဖြစ်ပါတယ်အပြစ်ခတ်ရစဲရေးမှာလက်မှတ်ထိုးလိုက်ုံနဲ့အကြမ်းဖက်တွေကျူးလွန်ထားတဲ့ပြစ်မှုတွေလူတက်မှုတွေအားလုံးကိုလျှော်ပေးစေရတော့အကြောင်းမရှိဘူးဖြစ်ပါတယ် ဆိုတော့ဒီအပြည့်ခက်ရစဲရေးစာချုပ်ရဲ့နောက်ဆက်တွဲမှာဆက်လက်ပြီးစောင့်ကြည့်ရတော့စောင့်ကြည့်သွားရမယ့်ကိစ္စတွေကတော့အများကြီးရှိနေပါသေးတယ်။ဆိုတော့အကြမ်းဖက်သမားတွေအနေနဲ့ကတော့သူတို့ရဲ့လုံရက်အတိုင်းလုံယူလို့စင်အတိုင်းဗီဇအတိုင်းဆက်လက်ပြီးလုံဆောင်သွားကြအောင်မှာဖြစ်တဲ့အတွက်အပြည့်ခက်ရစဲရေးစာချုပ်မှာပလောင်လက်မှတ်ကန်တဲ့ပုံ DNA လေးလက်မှတ်ရေးထိုးလိုက်ပြီးမဲ့စင်ကူးမတရားတပိတ်ချင်းတကြောမှာပလောင်အကြမ်းဖက်သမားတွေကယူနီဖောင်းပြောင်းဝယ်ပြီးတော့မန္တလေး PDF မိုးကုတ်ဖြူဟာ ယူနီဖောင်းတွေပြောင်းဝတ်ပြီးတက်မတော်စစ်ကြောင်းတွေနဲ့မိုးကုတ်ကိုပြန်ပြီးသိမ်းမဲ့တက်မတော်စစ်ကြောင်းတွေကိုဆက်လက်စောင့်ကြိုတိုက်ခိုက်သွားမယ်ဆိုတဲ့သတင်းတွေလည်းကျွန်တော်တို့ကြားသိနေရပါတယ်။ဒါကြောင့်ဒီမှာတက်မတော်အနေနဲ့မတရားရဲ့မြောက်ဖက်ချန်စင်ကုလက်ပံလာကနေဇေယက်ကွင်းတပိတ်ချင်းအဲ့ဒီကနေအတွင်းရှေ့ပိုင်းမှာရှိနေတဲ့လက်ကျဘတ်ဝတ်တွေဖက်ရှိကွင်းနဆက်ကိုကွင်း30စားတဲ့ရွာတွေကိုလုံးဝကိုမျက်ချင်မပြတ်နေစဉ်နဲ့အမျှလေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်သွားဖို့လိုပါတယ်။ဘာကြောင့်လဲဆိုရင်အကျန်းဖက်သမားတွေကဒေသတွေမှာဆက်ပြီးကြံရှိနေသေးတယ်။ ယူနီဖောင်းပြောင်းဝတ်ပြီးထိုက်ဖို့စီစဉ်ထားတာရှိပါတယ်။ကုတ်ချက်ပြန်မဲ့ချမ်းမှရှိနေတဲ့ဂျမ်းဖက်တွေနဲ့စင်ဘူးမတရားစကြောမှရှိနေတဲ့ဂျမ်းဖက်တွေနဲ့ဆက်ဆံရေးကတော့ခွာပြဲသွားပြီလို့ဆိုရမှာဖြစ်ပါတယ်။ဒါပေမဲ့လည်းမန္တလေး PDF ကတော့မိုးကုန်းမှာရှိနေတဲ့တွင်းထွက် brand များတွေတွင်းထွက်သင်္ကြန်စားတာတွေကိုဆက်လက်လော်ဝဲကြီးအုပ်ဖို့အတွက်စိုးသူရဇော်တို့ဦးဆောင်တဲ့အဖွဲ့တွေကမိုးကုန်းမြို့ကိုဆက်လက်ပြီးတော့ခုခံကာကွယ်သွားကြပါလိမ့်မယ်။ဆိုတော့မတရားနဲ့စင်ကူးတပိတ်ချင်းဂျာကဒေတာတွေကတော့တိုက်ပွဲတွေပြင်းထန်လာနေပါတယ် တမ်းရော်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေနဲ့တိတိကျကျနဲ့ကြာရောက်ပောက်ကွဲဖို့လိုအပ်တယ်လို့အကြံဖက်သမားတွေရဲ့စုဖွဲ့နေရမှတ်သမားကိုလည်းမျက်ချင်မပြတ်ကင်းထောက်ဖို့လိုအပ်နေပြီဖြစ်ပါတယ်။ပြောရမယ်ဆိုရင်တော့ဒီဒေတာတစ်ခုလုံးကိုစစ်စင်ရေးအေရီးယားတတ်မှတ်ပြီးတော့အမုတ်ချီသွားဖို့လိုအပ်နေတယ်ဆိုတော့အဖြေမျိုးကိုထွက်လာပါတယ်။စင်ကူလက်ပံလာတကြောကအကြံဖက်တွေရဲ့အဓိကနေရာဖြစ်တယ်။အခုလိုသလားဖြည့်ဆည်းလိုက်ခြင်းကတော့သူတို့ရဲ့အေရီးယားအလော့စီလမ်းကြောင်းဖြတ်တောက်ခံရတယ်ဆိုပေမဲ့ theory မြင့်ရဲ့အရှိဘက်ချမ်းကအဖွဲ့တွေကတော့တစုတစည်းဖြစ်သွားတာကိုမြင်တွေ့ရပါတယ်။စုစုစည်းစည်းနဲ့ခံစစ်ပြင်နေတဲ့အခြေအနေတွေမှာစုစုစည်းစည်းနဲ့ အုပ်စုလိုက်ရှိနေတဲ့အခြေအနေတွေမှာတမတော်ရဲ့ကြိုတင်လက်အုပ်မှုရယူတိုက်ခိုက်ခြင်းတွေကသာဒီလက်ရှိခင်းခြင်းနဲ့မိုးကုတ်မျိုးသိမ်းတိုက်ပွဲနဲ့ပတ်သက်ပြီးရလက်ကောင်းတွေကိုထွက်ပေါ်လာစေမှာဖြစ်ပါတယ်။ပလောင်လက်နက်ကန်တပုံ TNL ကတော့မိုးကုတ်ကနေစုပ်ခွာပေးမယ်ဆိုတဲ့ဒီအပြစ်ခတ်ရဲစေရေးစာချုပ်အရာစုပ်ခွာရမယ်ဆိုပေမဲ့သူတို့ရဲ့ဆဲတွေကိုစက်ပြီးထားရှိခဲ့ပါလိမ့်မယ်။ဘာကြောင့်လဲ။ပလောင်တွေကိုယုံလို့မရဘူးဆိုတဲ့အဖြေကြောင့်ပါပဲ။ပလောင်တွေကိုယုံလို့မရဘူး။ဗနေရကန်တို့ယုံလို့ရတယ်လေမင်းတဲ့ရကန်တို့တော့ယုံလို့မရတဲ့အဖြေထွက်နေတာပါ။ဒါကြောင့် လောင်တွေရဲ့စာရွက်ပေါ်မှာမိုးကောက်ကနေစုပ်ခွာပေးမယ်ဆိုတဲ့ကိရိကဝတ်ဖြစ်ပေမဲ့မြေပြင်မှာတော့အကြံဖက်သမားတွေကယူနီဖောင်းတွေပြောင်းဝယ်ပြီးမိုးကောက်မျိုးကိုဆက်လက်ခုခံကာကွယ်သွားမယ်ဆိုတဲ့သဘောမျိုးကိုမြင်တွေ့နေရပါတယ်။ဒါကြောင့်မလို့မကြာခင်ရပိုင်းတွေတပ်မတော်ရဲ့မျိုးသိန်းတိုက်ပွဲမှာပလောင်လက်နက်ကင်သဘောတ DNA ယူနီဖောင်းပြောင်းဝယ်ထားတဲ့အကြံဖက်တွေသို့သူရသောဦးဆောင်တဲ့မန္တလေး PDF ကအဖွဲ့တွေနဲ့မိုးကုတ်ပြူဟာကတရင်လေးခုအပါအဝင် NUGPP အုပ်စုတွေရဲ့အသုံးချခံ Local PDF ပကပအဖွဲ့တွေကတော့အင်တိုင်းအားတိုင်းနဲ့ခုခံကာကွယ်သွားဖို့ကြိုးစားနေရရှိပါတယ်။ ဒီနေရာမှာပွဲတိုင်းကြော်တွေ့တဲ့နေရာကက်လီကတ်ထရှိတဲ့ BBL ကအဖွဲ့တွေလည်းဆက်လက်ပြီးကြိုးပမ်းဆောင်ရွက်သွားမယ်။ကုကံကွာကွယ်သွားမယ်ဆိုတဲ့အရေးအယောင်တွေလည်းမြင်တွေ့နေရတာဖြစ်တဲ့အတွက်တမ်မတော်အနေနဲ့မတရားရဲ့မြောက်ဘက်ခြမ်းကနေစပြီးတော့မိုးကုတ်ကိုရည်ရွယ်ထားတဲ့စစ်စင် area တကျော်လုံးကစီရေးပြင့်မှတ်အနေနဲ့တတ်မှတ်ပြီးတော့ဖိဖိစီစီနဲ့အင်တိုက်အားတဲ့ပြင်းပြင်းထန်ထန်တိုက်ခိုက်သွားဖို့လိုအပ်နေပြီဆိုတဲ့အဖြစ်မျိုးကိုထွက်လာပါတယ်။ဒါကတော့ဒီနေ့အချမ်းဖက်သမားတွေရည်ရွယ်ချက်ရှိရှိနဲ့မိုင်းခွဲဖျက်ဆီးလိုက်တဲ့ရန္နာသိင်္ဂါဖျက်ဆီးခံရမှုရဲ့နောက်ဆက်တွဲမှာမလောင်လက်နက်ကိုင်တပုံ DNA ပါဝင်နေရတဲ့ဆိုတဲ့အကြောင်း ဘလုံလက်နက်ကန်အခြေပန်းတွေကသူတို့ရဲ့အကျိုးစီးပွားတွေကိုကာကွယ်ဖို့အတွက်အပြစ်ခတ်ရစဲကြီးမှစာချုပ်ချုပ်ခဲ့ပေမဲ့အောက်ခြေကအကြမ်းဖက်သမားတွေကယူနီဖောင်းပြောင်းဝယ်ပြီးမိုးကုတ်မြို့ကိုခြေကုပ်ယူပြီးတော့ကုကံကာကွယ်ဖို့ရှိတယ်ဆိုတော့အကြောင်းအရာတွေနဲ့ပတ်သက်ပြီးဆက်ဆက်တင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။နောက်လာမယ့်အစီအစဉ်တွေမှာလည်းစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုတင်ဆက်ပေး